အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါဘောနော်အဲ့တော့ဒီနှစ်မှာတော့ကျွန်တော်တို့ဖလားနဲ့ဝေးတဲ့အသေးနေတာကျွန်တော်စုဖလားတွေရရှိခဲ့တဲ့နှစ်တစ်နှစ်ဆိုရင်တော့မှားမယ်တော့မထင်ဘူးဘောနော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒါပူပူလောလောပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘူလောညာအသင်းကဒါကျွန်တော်တို့ဒါအီတလီဒါကျွန်တော်တို့ ် sorry ပါ AC Milan ကိုအနိုင်ယူပြီးတော့သူတို့အနေနဲ့ဒါ Italian Cup ပေါ့နော် Coppa Italia ကိုဒါကျွန်တော်52နှစ်အကြာပါသူတို့တက်ကျွန်တော်ပထမဆုံး Super La အနေနဲ့ဒါကျွန်တော်ယူနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်ကိုဒါကျွန်တော်စိတ်ဝင်စားစရာဖြစ်တဲ့အနေထားမှာပြောရမယ်တဲ့မှာပါတယ်အဲ့တော့ဒါလက်ရှိကျွန်တော်ဒီနှစ်ပိုင်းမှာဒါကျွန်တော်ဒီနှစ်မှာပေါ့နော်ဒါကျွန်တော်တို့ဆူပလာနဲ့ဝေးခွာတဲ့ကလပ်တွေနေနဲ့အခုလက်ရှိမှာဆူပလာတွေရဖို့အတွက်ဒါရေဘန်းစားနေပြီးတော်တော်လေးကဒါ အဆင်ပြေနေတဲ့ club ပဲအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဘိုလောညာပေါ့နော်ဘိုလောညာဆိုလက်ရှိဒါကျွန်တော်ဖတ်တဲ့လောက်ကတော့ကျွန်တော်တို့52နှစ်အတွင်းဒါကျွန်တော်တို့ပထမဆုံးဒါတို့အနေနဲ့ major trophy ပြန်လာခဲ့တယ် AC Milan တင်းကိုတလုံးတည်းသောတွင်ကူနဲ့တို့တို့နိုင်ပြီးလုပ်ပြခဲ့တယ်အဲ့တော့တကယ်လို့ဒါပရိသတ်တွေဆိုတာကျွန်တော်လုံးဝတို့ကတော့ ultra တွေရှိတာအိုးဘိုလောညာနဲ့တို့ရဲ့ ultra တွေနဲ့တို့အကြီးကျယ်အောင်ပွဲခံပြီးဒါကြောင့်ဘိုလောညာရဲ့ပရိသတ်တွေဆိုရင်မျက်ရည်နဲ့မျက်ခွဲတွေနဲ့တို့ဒါအကြီးကျယ်ဒါကျွန်တော်တော်တော်လေးကိုဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အန်တီထားတည်းရရှိခဲ့တယ်ပေါ့နော်အဲ့တော့ ပြောချင်တာမိတို့ပင်စူဂီကမူလက်ရှိမှာဒါဘူလော့ညာကလည်းတကယ်ကိုအိမ်မက်တီကိုအကောင့်ထဲပေါ်ပြခဲ့တယ်။ဟုတ်တယ်ဒါခုနကသူတို့အနေနဲ့အဓိကဒါသူတို့စကူတက်တိုပုံစံမျိုးတော့မဟုတ်ပေမဲ့ဒါကျတော့ FA သူတို့အတွက် FA ဖလားပုံစံမျိုးပဲပေါ့နော်။သူတို့ရဲ့ FA ဖလားဆဆန်တာကိုပါအီတလီယာကို UK ဘူလော့ညာနေနဲ့ဒါဖလားမိုးကောင်မှုကိုသူတို့အနေနဲ့အဆုံးသတ်ပြခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဒါနှစ်ပေါင်းဒါ1955ခုနှစ်ကတည်းကဒါကျွန်တော်စူဖလားဒီကိုဝေးกว่าနေခဲ့တယ်။ဒါကျွန်တော် Newcastle United အသင်းကလည်းဒါကျွန်တော်စူဖလားဒီကိုဒါထပ်မံပြီးစွတ်ကူပြခဲ့တယ်။အဲ့ဒီ ဟောက်ရဲ့အအောင်မြင်ဆုံးနှစ်တစ်နှစ်ဖြစ်လာခဲ့ပြီးအခက်မသင့်ပရီးမီးယားလီဂ်မှာပါအဆင့်နှစ်နေရာကိုရပ်တည်သွားနိုင်မယ့်အခွင့်အရေးတွေကိုအက်ဒီဟောက်ပိုင်ဆိုင်ထားတယ်အဲ့တော့ဒီနေ့မှာဒါပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အရှုံးသမားတွေအတွက်ဒါတကောင်တကယ်ကိုမျက်နှာပန်းပွင့်တဲ့နှစ်တစ်နှစ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့တချို့ကြဒီ topic ကိုကျွန်တော်အနေနဲ့ spa အတွက်ပြောမယ်လို့ကိုယ်ကိုထင်တယ်ကျွန်တော် spa အတွက်ကြီးပဲပြောသွားမှာလက်ရှိမှာ Attica Crystal Palace အသင်းအတွက်လည်းကျွန်တော်ပြောသွားခြင်းနဲ့အဲ့တော့ဘဘလိုလိုပြောမယ်ဆိုလက်ရှိမှာဒါကျွန်တော်ဘောလုံးဖျားသခင်တွေကဒီနေ့မှာဒါကျွန်တော်တို့ဆူဖလာတွေကို ကင်းကွာနေတဲ့ဆူပလာတွေငတ်နေတဲ့အသိန်းတွေကိုဒီနှစ်မှာဒါ blessing အများကြီးလုပ်ပြခဲ့တယ်မှာပါအဲ့တော့ဆူပလာတွေခဏခဏရနေတဲ့လူတွေကဒီနှစ်မှာဒါကျွန်တော်ဥမာ real madrid လို့ club မျိုးနေဒီနှစ်မှာဒါဆူပလာအများဆဆမရရှိခဲ့ဘူးဒါကျွန်တော်ဆူပလာတွေနဲ့ဝေးကွာနေပြီးဆူပလာတွေကိုဒါကျွန်တော်လက်ရှိမှာဟိုခဏခဏမရတဲ့အသိန်းတွေနေအခုလက်ရှိမှာဒီနှစ်မှာ ဘုရားဘလုံးဘုရားသခင်နေတဲ့ဒါကျွန်တော်လက်ရှိမှာစုပေးနေတဲ့တဲမှာပါအဲ့တော့ဒီတဲကမှဒါကျွန်တော်တို့လက်ရှိမှာလဲစိတ်ဝင်စားကြကျွန်တော်တို့ဒါမြန်မာစိတ်မြန်မာဒါကျွန်တော်တို့အချိန်ရတ်တက်မယ်ဆိုရင်ဒါကျွန်တော်တို့ Manchester City အသင်းနဲ့ဒါ Crystal Palace တို့ရဲ့ပွဲစဉ်လည်းရှိတယ် Crystal Palace အသင်းနဲ့ဒါကျွန်တော်တို့ Super League မရတာတော်တော်လေးကိုကြာခဲ့ပြီလို့ကျွန်တော်တို့သိရတဲ့တဲမှာပါတယ်ဘောနော်လက်ရှိကျွန်တော်နောက်ဆုံးသိရတော့ကဒါကျွန်တော် Super League အနေနဲ့ကျွန်တော်တို့ဒါ ခရစ်စတယ်ပဲလေ1960ခုနှစ်ကောဇက်နစ် data system cup ဘောနော်ဒါကျွန်တော်တို့ပြန်စစမှာဒါဟို top tier cup တော့မဟုတ်ဘူးဒါပေမဲ့ပြန်စစကြည့်မယ်ဆိုရင်ဒါခရစ်စတယ်ပဲလေ they have never won major national trophy premier league လည်းမရဘူး fa လည်းမရဘူးကာရာဘောက်လည်းမရဘူးအဲ့တော့ပြောချင်တာလုံးဝဒါကျွန်တော်တို့သူတို့အတွက်ကတကယ်ကိုမေဂျာထရိုဖီကြီးတစ်ခုဖြစ်လာမယ့် Crystal Palace ကလည်းတော်တော်လေးကိုအိမ်မက်မတ်စရာကောင်းတဲ့ movement တစ်ခုကိုဒါကျွန်တော်တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းမယ်အခွေရေးတစ်ခုကို Crystal Palace ပိုင်ဆိုင်သွားနိုင်ပလား Crystal Palace ရဲ့ဒီကိုတက်လာတဲ့ခရီးစဉ်တစ်ခုကလည်းလွယ်ကူနေတဲ့အနေထားမှာတော့မရှိဘူး Crystal Palace တို့ကတကယ်ကိုဒါကျွန်တော်ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေမှုနဲ့တူ Palace ပြည်သက်တွေက Wembley မှာအခုချိန်ကတော်တော်လေးကိုစောင့်ဆိုင်းနေတဲ့ movement တစ်ခုကိုရောက်ရှိလာခဲ့တယ်လို့ကျွန်တော်ဆိုရမယ်တယ်မှာပါအဲ့တော့ Palace အသင်းအနေနဲ့လက်ရှိမှာတော့ကျွန်တော်တို့သူတို့တက်ကမျှော်လင့်စရာအများကြီးပဲဒါပေမဲ့ Palace ပြည်သက်တွေနဲ့အခုလက်ရှိမှာ Manchester City လို့ဒါ Giant လို့အသင်းနဲ့တွေ့ဆုံသွားမှာတော့သူတို့အနေနဲ့ကြောက်လာမယ့်ဘယ်သူမှမကြောက် ဒါစီးရီးသစ်နဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ပဲသိနေတယ်ဒီနှစ်မှာဒါကျွန်တော်ရှုံးတာနိုင်တယ်ဆိုရယ်သူတို့အသင်းဝမ်ဘလီရောက်တယ်အိုလီဗာဂလက်စနာအသင်းဝမ်ဘလီရောက်တယ်ဒါပေမဲ့လက်ရှိမှာဂလက်စနာရဲ့အသင်းကိုကြည့်မယ်ဆိုသူ့ရဲ့အသင်းတွေကိုကြည့်မယ်ဒါဖရန့်ဖတ်အသင်းနဲ့ဒုတာသူယူရိုပါလိမှာဒါကျွန်တော်တို့ယူပြခဲ့တယ်အမြဲတမ်းပြောမယ်ဆိုရင်ဒါကျွန်တော်တို့ဂလက်စနာအသင်းကဒါလုံးဝ deliver လုပ်ပြနိုင်ခဲ့တဲ့အသင်းဖြစ်တယ်အဲ့တော့မန်ချက်စတာစီးတီးကဒါလက်ရှိမှာဒါပုပ်ပူလောလောမှာဆောက်တဲ့တန်အသင်းကိုတည်ရီကျထားတဲ့ကြောင့် Crystal Palace တွေမျောလင့်စရာတွေအများကြီးရှိတဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့မြန်မာစံတော်ရေးဒါမနှက်ဖြန်ညဒါကျွန်တော်စေနာရီ ဘက်မှာဒါကျွန်တော်တို့အရှုံးသမားဒီတယောက်ဒီအရှုံးသမားတွေကတယောက်ဒါပြန်လဲပြီးတော့노ထားခွင့်ပြုနိုင်ဖို့အတွက်ဘုရားသခင်ခွင့်ပြုမလားဒါကကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ပါတော့ဒီနေ့မှာဒါဘောလုံးဘုရားသခင်များရှိခဲ့လို့ရှိရင်သူ့အနေနဲ့ဒီနေ့မှာဒါငတ်မွဖလားဖလားတွေကိုစားလောင်မွတ်သိမ့်ပြီးအသင်ကိုမင်းတို့ကထိုက်တန်တဲ့စူတဲ့ပုံစံမျိုးနဲ့ရခဲ့တယ်အဲ့တော့ဘိုလုံးညာဆိုတဲ့တကယ်ကိုထိုက်တန်တဲ့ပဲဒါရခဲ့တာဖြစ်ခဲ့တယ်ညူကာဆယ်ယူနိုက်တက်ဆိုတဲ့တကယ်ကိုခက်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 လီဗာပူးလိုအသင်မျိုးကိုနိုင်ခဲ့တယ်အာစနယ်ကိုနှစ်ကြော့နိုင်တယ်ပြောချင်တာညူကာဆယ်ဒါကျွန်တော်တို့ကာရာဘောရန်ဆိုလဲလွဲကူနေတဲ့အနေအထားမှာမရှိခဲ့ဘူးအဲ့တော့ လက်ရှိမှာ Crystal Palace အသင်းလည်းဒီတိုင်းပါပဲ Crystal Palace ရဲ့လက်ရှိမှာတော့ကျွန်တော်တို့တက်လာတဲ့ Dawson တစ်ချက်သူ့အနေနဲ့အကောင်းဆုံးခြေစွမ်းပြပြီးကြိုးစားခဲ့ရတယ်မှာပါလေ Oliver Glasner ရဲ့ဒါကျွန်တော်တို့အသင်းတစ်သင်းအနေနဲ့တတော်လေးကိုဒါကျွန်တော်မှော်ဆန်တဲ့အသင်းတစ်သင်းအနေနဲ့လုပ်ပြခဲ့တာကိုတွေ့ရမှာတော့ပါအဲ့တော့ဒါ Crystal Palace ကဒီပွဲစဉ်မတိုင်မှာဒါကျွန်တော် Aston Villa အသင်းကို3ခုပြတ်နိုင်ယူခဲ့တယ်ပြီးတော့ Fulham ကိုဒါ3ခုပြတ်အဲ့တော့ပြောချင်တာဒီခြေဒီခြေတွေကိုတက်လာချိန်မှာ Crystal Palace ကဟာကန်ကောင်းပြီးတက်လာခဲ့တာမဟုတ်ပဲဂိုးပြတ်ဒီကြီးပဲတောက်ရှာအနိုင်ရခဲ့ပြီးတော့ဒီနေထားတစ်ခုကိုတက်လာခဲ့တာဖြစ်တယ်တစ်ဘက်က Manchester City အသင်းကလည်းခုနပြောသူပဲဒါတို့လည်းလွယ်ကူနေတဲ့ယာတီတစ်ခုမျိုးတွေဒီ Plaga Manchester City အသင်းတွေရသွားနိုင်ရင်ဒါတို့တွေကအဆင်ပြေတယ်အဲ့တော့လက်ရှိမှာဒါ Crystal Palace က City အသင်းကတော်တော်လေးကိုမိုက်တဲ့ခြေစွမ်းနဲ့ကိုစီကိုစီပိုင်ဆိုင်နှားခဲ့တယ် Crystal Palace အသင်းကလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲလုံးဝလုံးဝရှုံးပွဲမရှိ သေးဘူးဒါကျွန်တော်တို့လက်ရှိမှာ CD သင်းကနောက်ဆုံးပြိုင်ပွဲစုံ10ပွဲမှာရှုံးပွဲမရှိသေးတော့ CD ပြည်သက်တွေဒီနေ့လက်ရှိမှာ Twitter မှာသူတို့အနေနဲ့ဒီဖလားကသူတို့ရဲ့ယာတီကို save လုပ်မယ်လို့မထင်မဲ့ Crystal Palace ပြည်သက်တွေဒါရသွားခဲ့သူတို့အနေနဲ့စိတ်ဆိုးမှာမဟုတ်ပေါ့တော့လက်ရှိမှာလူတိုင်းက Underdog Analog Story ကိုအကုန်လုံး love ဖြစ်တယ် Fairy Day Story ကိုအကုန်လုံး love ဖြစ်တယ်ဒီနေ့မှာဒါကျွန်တော်တို့ Underdog Story တွေ Fairy Day Story ကလုံးဝအသက်ဝင်ထင်ရှားတဲ့ပွဲတစ်ပွဲအမြဲတမ်းဖြစ်ခဲ့တယ်သူတို့ကလွယ်ကူတဲ့အနေထားတော့မရှိဘူးဒီ Underdog ဖြစ်လာခဲ့တဲ့ Underdog ဆိုတဲ့နာမည်တစ်ခုသာရှိခဲ့ပြီသူတို့လာရလမ်းကြောင်းကအရင်ကြီးလွယ်ကူနေ တဲ့အနေထားမှာမဟုတ်ခဲ့ဘူး Crystal Palace ကဒီတိုင်းမဲ့လက်ရှိမှာသူတို့အနေနဲ့သူများတို့ဒါ52နှစ်80ဆိုတဲ့နံပါတ်တီတော်မဟုတ်ဘဲနဲ့သူတို့ရဲ့တမိုင်းတက်ရှောက်မှာ Major Trophy ကိုဒါကျွန်တော်တို့ Premier League FA ပလာတော်တော်လေး League Cup ဆိုတာမရဘူးသေးတဲ့အခြေအနေတခုကနေပြီးသူတို့ရဖို့အတွက်ပြင်ဆင်လာခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာ Crystal Palace ကအိမ်မက်တင်မက်ဖို့အတွက်လုံးဝအသက်ရှင်ရမယ်ပွဲစဉ်တပွဲ။ဒါခုနကပေါ့သူတို့တက်ကခုနကပေါ့ဒီနေ့ပွဲစဉ်မှာသူတို့တက်က Crystal Palace ရဲ့ကစားသမားရဲ့နီးပြကလက်ရှိ Crystal Palace ရဲ့ပြိတ္တရတွေလက်ရှိမှာ hero ပဲ။ ယူကာဆယ်နဲ့ဒါကျွန်တော်မမက်ရ United အသင်းနဲ့ကန်ခဲ့လို့ပဲဒီနေ့ပွဲစဉ်မှာ Crystal Palace ပြိတ္တနဲ့နောက်ဆုံးရှုံးသွားခဲ့ပြီဖြစ်ကုန်။ Wembley ကနေပြီးတော့မျက်ရည်တွေနဲ့ပြန်မဲ့လူတယောက်မှမရှိဘူး။အကုတ်လုံးကတော့ကျွန်တော်သတိလမောင်းတမ်းပြီးငါတို့အသင်းဒီလောက်လုတ်ပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်သွားဖြစ်တယ်ကျွန်တော်အနေနဲ့ဒီဒီစကလုံးကိုတိတ်မုန်းတဲ့စကလုံးတော့အကောင်းဆုံးအရှုံးသမားဆိုတဲ့စကလုံးနဲ့ပြန်သွားမှာဖြစ်နေ Crystal Palace နဲ့အကောင်းဆုံး ရှင်ပြိုင်သူတယောက်နဲ့သူဒီနေ့ပွဲစမှာဝင်ပြိုင်သွားမယ်လို့မြင်တယ်ဒီနေ့ပွဲစမှာတော့ကျွန်တော် on paper on form ရဆို CD ကအဖက်ဖက်ကတာတယ်တခါကြရင်ဒါဘောလုံးဆိုရရအဖက်ဖက်ကတာလို့ရေးမကြည့်ဘူးဂိုးသွင်းတဲ့လူကအနိုင်ရဖို့ရေးကြည့်တယ်အဲ့တော့ဒီနှစ်မှာဒါကျွန်တော်တို့ ဟက်တူဟက်တွေဘာဒီမှာကြည့်မယ်ဆိုရင်တော့ဒါ Crystal Palace အသင်းကဒါကျွန်တော်တို့ဒီလက်ရှိ City အသင်းခြေစွမ်းကြနေတဲ့အချိန်မှာတော့မှဒါ City အသင်းကိုဒါကျွန်တော်တို့ Crystal Palace ကမနိုင်နိုင်ခဲ့ဘူးเนาะပြောချင်တာကအရန်ကြီးခက်ခဲမဲ့ပွဲစဉ်တပွဲတို့ကျွန်တော်အနေနဲ့ Crystal Palace မှာဒါပေမဲ့ Crystal Palace ပြိတ္တရနဲ့ Wembley ကိုအခုလက်ရှိမှာဒါပထမအကြော်ရောက်ခဲ့ပြီးပြီသူတို့နဲ့ Wembley မှာ Aston Villa ကိုတာဝန်ကြည့်ပြဆိုတော့သူတို့ဒုက္ခပေးနိုင်ခဲ့ပြီးပြီလက်ရှိမှာဒါကျွန်တော်တို့ Manchester City လို့အသင်းမျိုးသူတို့ဒုက္ခပေးဖို့အတွက်ဆက်လက်ပြီးစူးစမ်းမယ် at least ခုနကဒီနေ့ပွဲစဉ်မှာရှုံးသွားခဲ့နေဆိုရင်တော့မှ အကောင်းမွန်ဆုံးရှင်ပြိုင်သူတယောက်နဲ့ကိုင်းထဲကလက်ပြထွက်ခွာသွားမယ်လူတွေဆိုပြောလို့ရတယ်အဲ့တော့ဒီနေ့ပုံမှန်တာတေဂျာတို့က Crystal Palace အသင်းနဲ့ဒါရေကုန်ရေကန်နှလုံးသားတွေကိုအပြည့်အဝပေးဆက်ပြီးတော့ကစားသွားမယ်အသင်းတစ်သင်းဖြစ်လာမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်မြင်တယ်ဒီနေ့ပုံမှန်တာတစ်ဖက်က Manchester City တွေကသူတို့လုံနေကြတိုင်း Pep Guardiola လုံနေကြအတိုင်းလုံသွားမယ်ပွဲစဉ်တပွဲများဖြစ်မလားဒါကျွန်တော်တို့နဲ့အတူခင်ဗျားတို့ပိတ်ကားပြီးမှအတူတူစောင့်မျှော်ပြီးတော့ကြည့်ရှုရမယ်ပွဲတစ်ပွဲဆိုရင်တော့ကျွန်တော်မှားမယ်တော့မလားအဲ့တော့အရှုံးသမားတွေကဒါလက်ရှိမှာ blessing ပေးနေတယ်ဘုရားသခင်နေနဲ့ဒီနေ့ပွဲစဉ်ကို blessing ဆက်ပြီးပေးဦးမှာလားဒီနေ့ပွဲစဉ်မှာအရှုံးသမားတွေကနေပြီးတော့အနောင်နိုင်သူအဖြစ်ပြောင်းလဲပေးနိုင်မယ်ခွေရတဲ့ခု Crystal Palace ပိုင်ဆိုင်သွားမှာဒါမို့အောင်နိုင်သူတွေကပဲဆက်လက်ပြီးအောင်နိုင်မှုတွေကိုပြုလုပ်သွားနိုင်မလားကျွန်တော်တို့ပိတ်ကားပြီးမှဒီပွဲစဉ်ကိုအတူတူကြည့်အောင် လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport တွေ youth sport media မှာ3 points နဲ့ဒီ TV for you တို့မှာကျင်းလူစွာပေါအောင်ကူညီလုပ်ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3 points နဲ့ TV for you တွေလေးလေးတွေကိုထည့်ပေးထားခြင်းကြောင့်ပတ်သက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့။ကောင်းမွန်တော်လေးနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပြီးနေပင်ကျွန်တော်တို့နောက်မှတွေ့ကြရပါဘော။ဒီပါပါဗျာအားလုံးမကြူတူပါနဲ့။